အထာကျတဲ့အန်ဆယ်လော့တီကဟာသားမဟုတ်ဘူးလူတွေကဆယ်ကကောင်းရင်သာမမြင်မမြင်ပဲတခါဖောင်းရင်တော့နေသွားအောင်ကိုထောင်းတက်ကြတဲ့အမျိုးခုလေရီးရဲ့ကြာဆုံးနေမှာအန်ဆယ်လော့တီကိုငပိုးကြီးဆိုတဲ့အသည့်နဲ့ဖိနေကြတာပါပဲရှင်းနေကိုပြန်တွေးကြည့်ရင်2023-24ရာသီမှာရီးရဲ့ကထူးချွန်ထက်မြက်လွန်းခဲ့တာပါလာလီဂါနဲ့ချန်ပီယံလိဖလားရပြီးတရာသီလုံးမှာရှုံးပွဲ၂ပွဲပဲရှိခဲ့တာပါလာလီဂါမှာ89ဂိုးထိသွင်းပြီးဂိုးမပေးရတဲ့ပွဲစဉ်အားလည်း22ပွဲထိရှိခဲ့တာပါ မာပြိုင်မဲ့ဘာစီလိုနာကို10မှတ်ဖြတ်ကလာလီဂါချန်ပီယံဖြစ်ခဲ့တာပါမက်ဒရစ်မျိုးနဲ့မိုးပွင့်ကားကြီးနဲ့အောင်ပွဲခံနေမှာစီးပင်းလေးကြီးခဲနေတဲ့အက်ဆယ်လိုရဲ့ဟန်ကလည်းအတော်လေးရေပန်းစားခဲ့တာပါဂေါ်ဖာသာဟန်ပန်မျိုးတွေပေါ့အဲဒီနောက်နွေရာသီမှာရီရဲ့အဓိကလူနှုံးကလမ်းခွဲစကားဆိုခဲ့ကြတယ်ဒိုနီခရုစ်နဲ့နာချိုရောပါပဲအဲ့ဒီအချိန်မှာလူတွေကဒိုနီခရုစ်ရဲ့တန်ဖိုးကိုပဲအလင်းမြတ်ထားကတိတိစိတ်အကျိုးပြုနေတဲ့နာချိုကိုတော့မိထားကြတာပါဒိုနီခရုစ်ကရီရဲ့ကွင်းလေအတွက်အစားတူမရတဲ့ဟန်ချက်ဖြစ်ပြီးနာချိုကလည်းခံစစ်ကြူကပါ ။ဘူခန်းစင်းရဲ့ညာနောက်ခံနေရာတွေမှာအုံတော်ခံနိုင်တဲ့နာချိုမရှိလို့ရီရဲ့ခန်းစင်းအားနည်းသွားခဲ့ရတယ်။ဒရန်ပြဿနာပြီးရင်ဆိုင်ရနေချိန်မှာနာချိုတန်းတာတန်ပို့ပြီးတော့ချိန်လောင်ခဲ့တာပါပဲ။ပြီးတော့ရီရဲ့တိုက်စစ်ရဲ့စူပါဆက်ဟူဆေးလူမရှိတော့တာလည်းအရေးအကြောင်းဆိုအခက်တွေ့ခဲ့ရတာပါ။ဘာဘီကမျောလင်းထားသလိုအစွမ်းပြနေပေမဲ့အန်ဒရီကသွင်းကိုရီအတွက်အများကြီးအားကိုးလို့မရသေးတဲ့အခြေအနေပါ။ဒါစစ်ကွင်းလေခန်းစစ်300စလုံးမှာအားထားရသူတွေမရှိလို့ဝီရဲ့ဟန်ချက်ပြတ်ခဲ့ရတာပါပဲ။ MBP ကလည်းမိသားတစ်ဖက်ရင်မို့တစ်ဖက်ပါ သူကြောင့်ဂိုးရီရပါမယ်သူကြောင့်ရီရဲ့တိုက်စစ်အထားသူပြည့်ရတော့အမှန်ပါပဲ။ဘာပဲရောက်လာချိန်မှာပြီးခဲ့တဲ့ရာသီကထက်15ခုလောက်ပိုသွင်းနိုင်မယ်လို့ရီရဲ့နီးပြအဖွဲ့မျှော်လင့်ခဲ့ပေမဲ့ဖြစ်မလာခဲ့ပါဘူး။ရီရဲ့တိုက်စစ်ကပြီးခဲ့တဲ့ရာသီကထက်တင်းကိုနှုံလဲနေပြီးပေကိုနှုံလဲပုံများလာခဲ့တာပါ။နာချိုမရှိတဲ့ခန်းစစ်အတွက်အက်ဆယ်လော်ဒီကလူငယ်ခန်းစစ်ကစားသမားတူတောင်းဆိုခဲ့ဘူးပါလေ။လိုင်လီကယူရိုကို United နဲ့အပြိုင်လှုပ်ခဲ့ပေမဲ့ဈေးပေးတာနေလို့မရခဲ့ပါဘူး။ရီရဲ့လိုဝင်ဝင်အကောင်းဆုံးအသင်းချန်ပီယံလိဖလားရထားတဲ့အသင်းအတွက်အဲ့ဒီဖြစ်ရက်ကအဆက်ရရစီရပါပဲ။ ။အဆယ်လုံးဒီကလည်းကစီနီရီရဲ့ပုတ်ဖွဲ့ကိုအတော်လေးစိတ်ပြတ်ခဲ့ရတာပါ။လက်ရှိရာသီကြိုကာလယူဖလာနဲ့ကိုပါအမေရိကပြိုင်ပွဲတွေမှာရီရဲ့ကစားသမား18ဦးထိဝင်ရောက်ဆင်နွှဲခဲ့ရပါတယ်။အဲ့ဒီပြိုင်ပွဲတွေလုံးရတဲ့ပတ်နှစ်ပတ်ကြာမှာရီရဲ့ကဆင်းရဲကြာအမေရိကန်ခြေစမ်းခရီးစဉ်ကိုကစားခဲ့ရပါတယ်။အဲ့ဒီနောက်ယူဘာစူပါဖလာလည်းဆင်နွှဲခဲ့ရပြီးယာသီအစ်ကိုစတင်ရတာဖြစ်လို့ကစားသမားတွေပွဲပန်းတန်ကိုခံစားရကကြန့်ခိုင်မှုမပြည့်ခဲ့ကြတာပါ။အဲ့ဒီတန်းတရာတီလုံးရီရဲ့ကိုနှိမ့်ဆက်ခဲ့တာပါပဲ။ တပတ်မှပြင်ကြည့်ရင်အန်ဆယ်လော့တီကခင်မကုန်သေးတဲ့ကနဝင်တူးဆိုတာခင်ဗျားတို့လည်းသိမှာပါဘောလုံးလောကရဲ့ခစ်တွေတစ်ခစ်ပြီးတစ်ခစ်အန်ဆယ်လော့တီဖျက်ဆီးခဲ့တယ်ဘယ်တော့မှတတ်တမ်းမကုန်မဲ့ခန်းနာအောင်ပွဲတွေတီထောင်နိုင်ခဲ့တယ်ကျွန်တော်တို့ကတိလိမှုကိုတောင်းတတယ်အရသာတိကိုမျှော်ကြတယ်တခါတလေမှတိလိမှုထက်တိချို့ဝိုင်တွေကသာပို့လို့ခိုင်မြဲဆွဲမှတ်ဖွယ်ရဖြစ်ကြောင်းအန်ဆယ်လော့တီတတ်သိပြနေတာပါပဲဆန်သားဖြူဖြူတွေနဲ့အီတလီသားအဖိုးကိုတတ်သိပြနေတာပါပဲအန်ဆယ်လော့တီနဲ့ပတ်သက်ရင်တန်တရားမျှော်ဝေနေများပါတယ်တကယ်ဆိုရင် तू ကအီတလီကနေဝင် အာရီကိုစက်ချီကိုလေးစားအားကျခဲ့သူအမေရိကန်မှာခရစ်မတ်တစ်ပင်ကစားကွက်ကိုအသက်သွင်းကဘလုံးကပါကိုလှုပ်ကင်ခဲ့သူစူးမိုးနိုင်ခဲ့သူသူဟာဆာအဲလက်စ်ဖာကူဆန်ခစ်သူဟာအာဆင်ဝင်းကခစ်သူဟာမာဆယ်လိုလီပီခစ်စားရဲခစ်တွေကနေယန်ဂင်ဂလော့ခစ်ဝါရီယူလာခစ်ရှင်းနေတွေမှာအဆဲလော်ဒီရဲ့ရီယဲကဘာစီလိုနာကိုယာသွေနဲ့ပို့ဘူးတယ်ချန်ပီယံလိလမ်းမှာဘလို့ပြိုင်ဘက်မျိုးကိုမဆိုမိုက်ကြီးခွဲဘူးတယ်လက်ရှိတရားသီးသာတိမ်းမောင်းယုံနေတော့သူတီတောင်သားသမီးအရာတွေကိုမေ့ပြစ်ထားလို့မရပါဘူး ်အက်ဆယ်လော်ဒီကခေပေါင်းများစွာဖန်ဆင်းပြခဲ့ပြီးပါပြီ။ဒါကြောင့်အက်ဆယ်လော်ဒီကိုငပေါ်ကြီးလို့တစိမ့်မကတ်စီခြင်းမအောင်။ MLS ပေါ်မှာတိဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအကောင်းဆုံးတိဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးအားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲဘေးပြရီဝေးကွာကြပါသည်ခင်ဗျာ။